ကိုင်းတိုင်းချောင်းမြို့နယ်ကမွန်တော်ရွာကပြူစောတိကင်းစကန်ကိုဧပြီ16ရက်ဒီမနက်ပိုင်းမှာတိုက်ခိုက်ခဲ့တယ်လို့တဖီနစ်အာမီစီကသိရပါတယ်။ချောင်းမြို့နယ်တမိုင်ကွာမှာရှိတဲ့ကမွန်တော်ရွာအနောက်ဘက်အထွက်ကအင်အား၈ဦးဝန်းကျင်ရှိတဲ့ပြူစောတိကင်းစကန်ကိုမနက်7:30မိနစ်ကစတင်ပြီးတော့တနအီအကြာတိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်။ကျွန်တော်တို့တိုက်တဲ့စီကတော့ဒီကမွန်တော်ပြူရွာပေါ့နော်။ကမွန်တော်ပြူရွာကျွန်တော်တို့ဒီဘက်ကိုကင်းထုတ်ထားတဲ့စီကိုကျွန်တော်တို့တိုက်ခိုက်ခဲ့တာပါ။ ်အင်အားတော့ဂရုနဲနေတဲ့အချိန်အချိန်လောက်ကြွားရောက်ပြီးတိုက်ခိုက်ခဲ့တယ်သူတို့ဘက်ကအထိခိုက်တော့ရှိတယ်ဒေဆုံးကတော့ကျွန်တော်တို့မတိလိုက်ရဘူးကျွန်တော်မီတာ150လောက်မှာဖြုတ်ွားခဲ့တာကြတိုက်ပွဲတော့အဲ့ဒီကင်းစကန်ဟာ2021စစ်အာဏာသိမ်းချိန်ကတည်းကဖွင့်ထားတာဖြစ်ပြီးတော့စစ်သားနဲ့ပြူစော်ရီတွေပေါင်းကအလှည့်ကျကင်းဆောင်နေကြတာလို့ဆိုပါတယ်ကမွန်တော်ရွာဟာတောဘူးကန်ကြီးကုန်းစတဲ့ခြေရွာတွေထက်ပြူစော်ရီအကောင်းတဲ့ခြေရွာတွေပါဖြစ်ပြီးလက်ရှိမှာစစ်ကောင်စီဘက်ကအင်အား30လောက်ထပ်တိုးထားတယ်လို့ဆိုပါတယ် ေသခံကာကွယ်ရေးတပ်တွေဘက်ကထိခိုက်မှုမရှိဘူးလို့သိရပြီးတော့စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုအခြေအနေတွေကိုတော့နေလတ်အတန်ကတိကျအတိမပြုတ်နိုင်သေးပါဘူးဒီတိုက်ခိုက်မှုကိုတော့ The Phoenix Army မုံရခရိုင်အမှတ်55တပ်ရင်းတပ်ခွဲငါတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်